အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဇတ်တော်ကြီးဆဲပွဲတဲကသူဝနသားမဇတ်တော်အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။သူဝနသားမဇတ်တော်ရှေ့အခါကဘာယာနတိပြည်နှင့်မနီးမဝေးအရ၌မြစ်ဒစင်းရှိသည်။ထိုမြည်ဤတဖက်ကန်းစီ၌တငါရွာတရွာစီရှိသည်။ ထိုရွာနှစ်ရွာမှာတန်ငါအကြီးအကဲနှစ်ဦးတို့သည်မိမိတို့၌တားနှင့်တမီအသီးသည်ဖွားမြင်ပါကအချင်းချင်းထိမ့်များပေးရန်ဂတိပြုထားကြလေသည်ထို့နောက်တဖက်ရွာအကြီးအကဲတန်ငါတဲ့ကဒုက္ကူလာအမည်ရှိသောတားတယောက်ကိုဖွားမြင်ပြီးကြံတန်ငါတဲ့ရွာအကြီးအကဲကပါရိကအမည်ရှိသောတမီတယောက်ကိုဖွားမြင်သည်ဒုက္ကူလာနှင့်ပါရိကတို့သည်မြမပြီမလာကြသူများဖြစ်သည့်အလျောက် တငါမျိုးရိုးတွင် မွေးဖွားခဲ့တော်လဲသူအသက်ကိုတက်ချင်းစားသည်အာကုသူအလုံးများကိုပြုတ်လုလေးမရှိပါထို့အပြင် အိမ်တောင်မှုကိုဆက်ဆုံးကြသည်သို့သောမိဘများကဂတိပြုထားကြသည့်အတိုင်းအသီးသီးအရွယ်ရောက်လာချိန်တွင် ထိမ်များလက်ထပ်ပေးလိုက်သည်၎င်းတို့၏အလိုဆန္ဒမရှိဘဲမိဘများ၏ဆန္ဒဖြင့်ထိမ်များပေးခြင်းခံကြရသည် ဒုက္ကူလာနှင့်ပါဒီကာတို့သည်ကိလေသာအမှုကိုလုံးဝမလိုလားကြသဖြင့်တန့်ရှင်းစွာပင်အတူတကွနေထိုင်ကြသည်ထို့သောထိမ်းမြလက်ထပ်ပြီးတော်လဲဒုက္ကူလာသည်အာကုတို့အလုံးများဖြစ်သည်တာငါတချင်းအမဲရောင်ချင်းတို့ကိုမပြုလုပ်သဖြင့်မိဘတို့၏အပြစ်တင်ခြင်းကိုခံရသည်ဒုက္ကူလာနှင့်ပါဒီကာတို့သည်မိမိတို့မှာ တန်တရာဝစ်စင်းရဲမှလူကင်းအောင်ကြင်ကြံအားထုတ်နိုင်ရေးအတွက်ယဟန်အဖြစ်ကိုသာအလိုရှိကြောင်းမိဘများထံခွင့်ပန်းကြသည်မိဘများကလည်းခွင့်ပြုခဲ့ကြပေသည်ဒုက္ကူလာနှင့်ပါရီကားတို့သည်မိဘများ၏ခွင့်ပြုချက်ရသည်နှင့်ဝမ်းမြောက်စွာပင်တန်ငါရွာမှထွက်လာကြသည် ဂင်းကာမြစ်ကိုစီးဝင်နေသော မိကသမဒာမြစ်အနီး၌ဟိမဝနာတောသို့ဝင်၍မြစ်အတိုင်းဆန်တက်သွားကြလေသည် ထို့အချိန်တွင်တာဝတိန်သာနှက်ပြီရှိတကြားမင်း၏ကပလာများကြောက်ဖြားသည် ပူပြင်းမာကြောလာသည်တကြားမင်းသည်အကြောင်းဆောင်ကိုဆင်ခြင်ကြည့်လျင်ဒုက္ကူလာနှင့်ပါဒီကားတို့တောထွက်လာသည်ကိုသိငင်ရသည် ထိုအခါဝိတကြုံနသားအားစီလွတ်၍ယဟန်နှစ်ပါးအတွက် ကျောင်းသင်ကန်းနှင့်ယဟန်ပရိခရာတို့ကို ဖန်ဆင်းစေသည်ဝိတကြုံနသားသည်အဆောင်ဆောင်သောကျောင်းသင်ကန်းနှင့်အတူကြာမျိုး၅ပါးနှင့်ပြည့်စုံသော ရေကန်းတစ်သည်တစ်ပင်များယဟန်ပရိခရာနှင့်အိုးခွက်စသည်တို့ပါမကြံဖန်ဆင်းပေး၍ယဟန်ပြုလိုသူတို့အလိုရှိသမျှတုံးဆောင်နိုင်ကြောင်းကပီးထိုးခဲ့သည်ဒုက္ကူလာနှင့်ပါဠိကားတို့သည်ကျောင်းသင်ကန်းနှင့်ယဟန်ပရိခရာတို့ကိုတွေ့လျင် တူကူလာသည်ခါဝေပစိုးကိုစွန့်ပစ်ပြီးရှော်တေတင်ငန်းကိုဝိယုံကစံချစ်ကိုထုံလျက်ယသိအဖြစ်သို့ခံယူလေသည် ပါရိကာကလည်းအလားတူပင်ယသိအဖြစ်ခံယူသည်ယသိနှစ်ပါးတို့သည်မြတ်မဆူကမ္မထံကို ပွားများကြလေသည် ပါရိကာသည်ဒုက္ကူလာ၏တရားရှာဖွေမှုအေးချမ်းစွာဆောင်ရွက်နိုင်၏အတွက်တပြက်စီလဲခြင်းတောက်ရည်သုံးရည်တည်ဆောင်းခြင်းတတိတိမြင့်ရှာဖွေခြင်းတို့ကိုပါရမီဖြင့်လှူဆောင်လေသည် ဒုကူလာနှင့်ပါတီကာတို့တည်င်း300ကျောင်းသင်ကန်းတို့တကြားမင်းသည်လာရောက်ခါစားရင်းရက်သေးနှစ်ပါးဤအနာဂတ်ကိုကြည်လိုက်ရာရက်သေးနှစ်ပါးတို့သည်နောင်အခါမျက်စီအလင်းကွယ်မြည်ဖြစ်ကြောင်းကြိုတင်သိမြင်မိပေသည် ထိုအခါရသည့်နှစ်ပါအတွက်အလုအကျွေးပြုမိသားသမီးလိုအပ်နေသည်ကို စင်ကျင်မိသည်။တကြာမင်းကဒုက္ကူလာအောင်ပါရိကာဤချက်ကိုလက်ဖြင့်သုံးသပ်ပါရန်တောင်းပန်သည်ဖြင့်ဒုက္ကူလာသည်လိုက်နာဆောင်ရွက်ခဲ့သည်။ထိုအခါရသည့်မှာပါရိကာသည်တရေရှိပြီးသူ့နာသားမအားဖွာမြင်လေသည်။တနေ့သောအခါမိခင်နှင့်ဖခင်တို့တက်သီးရှာဖွေသွားစဉ်မိုးကြီးရွာသွန်းလေသည် ဒုက္ကူလာနှင့်ပါတီကားတို့သည်လန်းခရီးရှိတပင်တပင်ရင်အောက်တောင်ပို့ပေါ်တွင် မိုးခိုကြလေသည်ယတိနှစ်ပါးတို့၏ကိုမချွေများနှင့်မိုးရီဇက်တို့သည်တောင်ပို့ခေါင်းတွင်သို့စီးဝင်လေသည်တောင်ပို့ခေါင်းတွင်ရှိ မွေဟောက်သည်ဒေါသမန်းထွက်သောကြောင့်မှုတ်ထုတ်လိုက်ရာယတိနှစ်ပါးတို့သည်အငွေ့တင်၍မျက်စီအလင်းကွဲကြရရှာသည် သူဝနာသားမလည်းမိခင်နေဖခင်တို့အချိန်တန်လျင်ပြန်မရောက်သဖြင့်မိမိတတိပြုမှတ်သားထားသည့်ခရီးအတိုင်းလိုက်လာခဲ့သည်တောင်ပိုးသို့ရောက်ရှိသည့်အခါမိဘနှစ်ပါးမျက်စိကွယ်လျက်တွေ့ရှိရလေသည် စိုးရိမ်စိတ်ဖြင့်အပြေးသွားပြီးရက်သေးနှစ်ပါးသည်တားဤအတန်းကိုကြားလျင်အနီးသို့မလာရန်တားမြစ်ပြီးနှွယ်ချိုးကိုသာပေးစေသည် ထို့ကြောင့်သူနာသားမသည်မိဘနှစ်ဦး၏စကားအတိုင်းနှွယ်ချိုးကိုကမ်းပေးလျာမိဘနှစ်ပါးသည်နှွယ်ချိုးကိုကမ်း၍တားထံသို့ချင်းကပ်လာကြသည်မိဘနှစ်ပါးတို့မျက်စီကွယ်ရသည့်အကြောင်းရင်းကို သိရလျင်သူနာသားမသည်ငိုလဲငိုသည်ရဲလဲရဲမောသည် တုဝနာသားမှာငိုခြင်းသည်မိဘနှပါတို့မျက်စိကွဲရခြင်းကိုဝမ်းနေ၍ငိုကြွေးခြင်းဖြစ်ပြီးရဲမောခြင်းမှာမိဘနှပါတို့အားမိမိကတလှဲပြုစုလှုပ်ကြွေးခွင့်ရတော်မူကိုဝမ်းမြောက်ကြည်နူးစိတ်ဖြစ်ပေါ်လာ၍ရဲမောခြင်းဖြစ်သည်တုဝနာသားမသည် မိခင်နှင့်ဖခင်တို့အားတောင်ပေါ်မှာចောင်းတင်ငန်းတို့ပြန်လဲပင်ဆောင်လာပြီးထိုနေ့မှစ၍ယတိနှစ်ပါးဤ ဝစ်ကြီးဝင့်ငယ်မှန်သမျှတို့ကိုမငီးမညူလောက်ကိုင်းပြူးစုလေသည်စားတော့ရန်တတိများကိုနေစဉ်ရှာဖွေပြီးထို့သောတတိရှာဖွေသွားသည့်အခါတွင်တမင်များခြံရန်လျက်မိကတမဒာမြစ်သို့သွားကတောက်ရေကိုလည်းခက်လေးရှိသည်ကိန်းနီယာကိန်းနီတို့သည်ဖျားလောင်းသူနာသားမကိုခြံရန်လျက် တတိတဥ်ကြီးငယ်တို့ကိုခူယူကဖျားလောင်အားပေးလေရှိသည်ဖျားလောင်ရရှိလာသောတတိကြီးငယ်တို့ကို အမိအဖတို့အားကြွေးမွေးသည် မိဘနှစ်ပါးစားတော့ပြီးသောအခါကြမ်းရှိသောတတိတို့ကိုသာတဝနာတာမက စားလေရှိသည် ထိုအချိန်၌ပိလိယခမင်းသည်ဘာယာနတိပြည်၌မင်းပြူနေခြင်းဖြစ်သည်ထိုပိလိယခမင်းသည်တမင်သားကိုလွန်စွာတတ်မှတ်သည့်မင်းဖြစ်သည်ထို့ကြောင့် မေတော်အားတိုင်းပြည်ကို အနှင်းခဲ့ပြီးလက်နက်၅ပါးကိုဆွဲကင်လျက်ဟိမဝန္တာတော်သူဝင်ရောက်ခါတမင်များကိုပြစ်ခတ်စားတောက်လေသည်စားတောက်ပြီးတိုင်းလဲမိကတမရာမြစ်သို့ဆင်း၍ရေးတောက်လေရှိသည် ထိုနေ့တွင်မင်းကြီးသည်တမင်ခြေရာနောက်ကိုလိုက်ရင်သူဝနသားမှရေးခတ်ဆင်းရာမိကတမရာမြစ်သို့ရောက်ရှိလာသည်ပီလီရခမင်းသည် လေးတင်လျက်အစိုက်လူသောများကိုကင်၍ တစ်ခတ်အုံမှချောင်းမြောင်ဆောင်ဆိုင်နေလေသည်ဖရာလောင်သူနာသားမသည် မိခင်ဖခင်တို့အတွက်တတိများကိုចောင်းတင်ကန်း၌ထားခဲ့ပြီးမိခင်ဖခင်တို့ရေချိုးနိုင်ရန်အတွက်တောက်ရီအိုးကိုယူ၍တမင်အပေါင်းချမ်းရန်လျက်တမင်နှစ်စီးတို့ဤကြောကုန်ပေါ်၌တောက်ရီအိုးကိုတင်၍မြစ်စိတ်သို့ဆင်းလာလေသည်ထိုကဲ့သို့ဖျားလောင်သူနာသားမသည်တမင်များခြံရန်လျက်ရေခတ်ဆင်းလာသည်ကိုပီလီရခမင်းကြီးမြလင်းလွန်စွာအံ့ဩနေလေသည် လူလောနှလုံးနှကားလောဟူ၍ဝေခွဲမရ၍တိရှိလိုစိတ်ပြင်းပြလျက်ရှိသည် ထို့ကြောင့်ဖျားလောင်အားမြားဖြစ်ပြည့်၍အာနဲ့အောင်ပြုလုပ်ပြီး မေးမြန်းရန်ကြံစည်လေသည်ဖျားလောင်သည် ရေချိုးပြီး၍ရှော်တေတင်ကန်းတထဲကိုဝစ်ပြီးတထဲကိုလက်ကစပယ်တင်ဝစ်ယုံ၍တောက်ရီအိုးကိုလက်ဝဲပခုံးထ၌တင်က ရေစိမ့်မှတက်လာသည် ပီလီယခမင်းသည်အစိမ်လူတော်များဖြင့်ဖရာလောင်သူဝနာသားမ၏လက်ရာနံပါးကိုပြစ်လေသည်မြားသည်လက်ရာနံပါးမှဝင်ပြီးလျင်လက်ဝဲနံပါးမှထွက်သွားလေသည်တမင်အပေါင်းတို့သည်ကြောက်လန့်၍ထွက်ပြေးကြလေသည် ဖရာလောင်သူဝနာသားမသည်မြားထီမှန်တော်လဲရေအိုးကိုလှုံမချပဲတဲမြားကို အသာအရာရက်၍ရေအိုးကိုထားလေသည် ထို့သောရေအိုးကိုခြားထားပြီးသောအခါအရက်မျက်နာကိုမှတ်ပြီးမဲတော်ခမည်းတော်တို့ရှိရာအရက်ကိုဥကောင်းပြုလျက်လှဲချလိုက်ပြီးမြားတံရကိုပြင်းထန်စွာခံစားရလေသည်ဖျားလောင်သူဝနာသားမသည် ကတွင်းမှသွေးများကိုထွေးထုတ်ပြီးလျင်ဤဟိမဝနာအရက်၌ငါဤရန်သူလည်းမရှိ မိခင်ဖခင်တို့ဤရန်သူလည်းမရှိငါဤအသားသည် စားကောင်းခြင်းမရှိ အရေတို့သည်လည်းအကျိုးမရှိပါဘဲလျက်အဘယ်ကြောင့်မြားဖြစ်ပြစ်ခတ်သည်နည်းဟုမိတန်းလေသည်ပိလိယခမင်းကြီးသည် သူနာသားမဤမိတန်းတန်ကိုကြားလျင်ဤသူယောက်ျားသည်ကအစိတ်လူးမြားဖြစ်ပြစ်တော်လဲငါကိုဆဲရီတိုင်းထွာခြင်းမပြုငါဤနှလုံးကိုစုံနေပြီးတကယ်သို့ချစ်ဖွယ်သောစကားကိုသာဆိုသည်ထိုယောက်ျားထံသွားအံဟူကြံလျက်ဖျားလောင်အနည်းသို့ချင်းကပ်၍စကားဆိုလေသည်မိမိသည် ကာတိရိပြည်သူတို့ဤနှလုံးပွားစေတတ်သောပိလိယခမင်းဖြစ်ကြောင်းတမင်သားကိုစားလိုစိတ်ပြင်းပြ၍တိုင်းပြည်ကိုစွန်ကားတမင်ရှာထွက်လာခြင်းဖြစ်ကြောင်းလေးအတက်တွင်ကျွမ်းကျင်သောမင်းအဖြစ်လဲကြောစောထင်ရှားလျက်ရှိကြောင်းမိမိဤမြားကြရာအရတုလာသည် စင်ပြောင်သည်ပင် မလွတ်နိုင်ကြောင်းစသည်ဖြင့်မိမိဤအစွမ်းကိုပြော့ပြပြီးနောက် သူဝနာသားမအားမိသူမိဝါဖြစ်ဒီကိုမေးမြန်းလေသည်သူဝနာသားမလည်းမိမိသည်တငါတဲဤသားဖြစ်ပြီးသူဝနာသားမဟုအမိပါတို့ကခေါ်ကြကြောင်းမိမိဤအသားအရေတို့မှာအတုံးမဝင်ပဲဝေဒနာကြီးစွာရရှိအောင်အဘဲကြောင့်များဖြစ်ပစ်တည်းဟုမေးလေသည်ပိလိယခမင်းကြီးသည်ဟုတ်တိုင်းမှန်ရာကိုပြောကြားခြင်းမရှိပဲ မိမိပြင်ရန်ကြံရွယ်သည့်တမင်သည် သူမနာသားမအာမြင်၍ထွက်ပြေးသည်ကိုတွေ့ရ၍အမျက်ထွက်ခါပြစ်လိုက်ခြင်းဖြစ်ကြောင်းလိမ့်လေပြောကြလေသည်သူမနာသားမကမူဤဟိမဝနာတော်ရန်၌မိမိကိုမြင်၍ထွက်ပြေးသောတမင်ဟု၍မရှိ အလွန်ကြောက်တတ်သော ကိန်းနီယာတို့သည်ပင်လျင် ဝမ်းမြောက်ဝမ်းသာစွာအတူတကွာလိုက်ပါသွားလာနေကြသည်ဖြစ်၍တမင်တို့သည်ကြောက်လန့်ရန်မရှိကြောင်းပြန်ပြောကြလေသည် မင်းကြီးလည်းလိန်၍ပြောရန်မတင်တော်သည်ကိုတွေးမိပြီးအမျက်ဒေါသထွက်၍ပြင်းမိကြောင်းသူနာသားမသည်မြည်သည့်အရ၌နေပြီးမြည်သူကစေခိုင်း၍ရေခတ်ရသည်ကိုမေးမြန်းလေသည်တူနာသားမသည် ပြင်းစွာသောဝေဒနာကိုခံစားရင်းကျယ်ဝန်းလာသောဟိမဝနာတော်၌မွေးကြွေးခဲ့သော မျက်မမြင်မိပါနှစ်ပါးနှင့်အတူနေပြီး မိဘနှစ်ပါးအတွက်ရေလာခတ်ခြင်းဖြစ်ကြောင်းမိမိမရှိတော့လျင် မျက်မမြင်မိဘနှစ်ပါးတို့သည်ဆင်းရဲဒုက္ခကြီးစွာ တွေ့ကြုံရတော်မူဖြစ်ကြောင်းမိမိသည် မိဘနှစ်ပါးတို့အားမမြင်ရတော်မူဆင်းရဲဒုက္ခသည်မြားမှန်သည့်ဆင်းရဲခြင်းထက်ပို၍ခံစားနေရကြောင်းမိဘနှစ်ပါးမှာ အားကိုးရမယ်ပြီးတော်တဲ့၌လှဲ့လေသွားလာနေရတော်မူဖြစ်ကြောင်းငိုကြွေးမြည်တမ်းရှာလေသည် ပိလိယခမင်းကြီးသည် သူဝနာသားမဤသူတော်ကောင်းစိတ်ထားမြင့်မြတ်သည်ကိုသိရှိရလျင် ကြီးစွာနောင်တရာ၍သူဝနာသားမဤမိဘနှစ်ပါးအားသူဝနာသားမဤကိုစားလှုပ်ကြွေးလျင်မိမိအပြစ်လွတ်တော်ပေမည် သူဝနာသားမသေးတော်လည်းမသေးတကဲ့သို့ရှိတော်မည်ဟူကြံ၍သူဝနာသားမဤမိဘနှစ်ပါးရှိရာအရက်ကို မေးမြန်းလေသည် သူနာသားမလည်းမင်းကြီးဤစိတ်ထားကိုအတိအမှတ်ပြုသားသူခေါ်ကမိဘနှစ်ပါးရှိရာအရက်ကိုညွန်ပြပြောဆိုပြီးမိမိလက်အုပ်ချီမိုးရှခိုးလိုက်ကြောင်းကိုလည်းပြောကြားပေးပါဟုမင်းကြီးအားမှာကြားလိုက်သည်ထိုအခါပိလိယခမင်းသည်ဖျားလောင်သူနာသားမှမှားကြလိုက်သည့်အတိုင်းမိခင်ဖခင်တို့အားပြန်ပြောမိဖြစ်ကြောင်းဝန်ခံလေလျင် သူနာသားမသည် အမိအဖတို့အားရီမန်းရှိခိုးကမိန်မောနေလေသည် ဤသို့သူနာသားမသည် အမိအဖတို့အားရှ िख ိုးလိုက်ကြောင်းမာကြပြီးမိန်မောသွားသည်ကိုမင်းကြီးမြင်လျင် ထွက်သက်ဝင်သက်တို့ချုပ်ခဲ့ပြီးဟူမှတ်ယူလိုက်လေသည်မင်းကြီးသည် သူနာသားမအား လုံစွာတနာလာသည်ဖြစ်၍လက်နှစ်ဖက်ကိုမြောင်လျက်ထိတ်ပေါ်တင်ထားပြီးလျင်တောရက်တစ်ခုလုံးပဲ့တင်ထားအောင်သဲထန်စွာငိုကြွေးလေသည်ပိလိယခမင်းသည်မအိုမသေးဟုမှတ်ယူထားခဲ့တော်လဲသူနာသားမ၏အဖြစ်ကိုမြင်ရသောအခါတွင်တေချင်းတရားကိုသိရှိရာကြောင့်သူနာသားမအားအစိတ်လူးများဖြစ်ပြစ်မိသဖြင့် အလွန်ကြမ်းကြုတ်သောငရေ၌ခံရတော်မူဖြစ်ကြောင်းသူနာသားမအားမြားဖြည့်ပြင်းမိသော မကောင်းမှုကြောင့်လူသူအပေါင်းတို့ဤကြမ်းကြုတ်သောအမှုမှုကို ပြုမှုတော်မင်းအဖြစ်ကဲ့ရဲ့ကြတော်မူဖြစ်ကြောင်းမိမိကိုယ်ကိုအပြစ်တင်လျက်ငိုကြွေးမြည်တမ်းလေသည် ထို့သောပိလိယခမင်းသည်အကြောင်းများစွာပြား၍ငိုကြွေးနေသည်ကိုကန္ဓမာဒနတောင်း၌နေသောလှပတင်တယ်၍စိတ်ကောင်းရှိသောနတ်သမီးဘဟုတုံနရီသည် ကြိရှုစင်ခြင်းမိလေသည် ထိုနတ်သမီးသည် သူနာသားမ၏ခုနှစ်ကြိမ်မြောက်အမိဖြစ်ခဲ့ဘူးသောကြောင့်သူနာသားမအားအမြဲမပြတ်ကြိရှုဆောင်မသည် ထိုးများမှန်သောနေ၌ဘဟုတုံတိနတ်သမီးသည်နတ်သည်အစီဝေးသို့သွားနေခြင်းဖြစ်၍သူဝနာသားမအားကြိရှိဆောင်ရှောက်ရန်လှဟင်းခဲ့သည်ဖြစ်ဤကဲ့သို့အဖြစ်ဆိုးနှင့်ကြုံရခြင်းဖြစ်သည်သူဝနာသားမမြားမှန်သောအကြောင်းကိုမြင်လျင်နတ်သမီးသည်မိမိမသွားဘဲနေလျင် သူဝနာသားမသည် မိကတမနာမျက်နှာ၌ပင်တေခြင်းသို့ရောက်တော်မီ ီလီယက်ခမင်းသည်လည်းနောင်တရ၍နှလုံးကွဲတော်မီသူနာသားမဤမိဘနှစ်ပါးမှလည်းအစာမစားရရေမတောက်ရသည်ကြောင့်တေချင်းသူယောက်ကြတော်မီမိမိသွားရောက်ခဲ့လျင်ပီလီယက်ခမင်းသည်တောက်ရီအိုးကိုယူ၍သူနာသားမဤမိဘတို့ထံသွားရောက်ပေးလိမ့်မည်ဒုက္ကူလာနှင့်ပါတီကားတို့သည်အကြောင်းစုံကိုသိရှိ၍လိုက်ပါလာကမိမိနှင့်တစ္ဆာဆိုခွင့်ရမည်ဖြစ်ပြီးသူနာသားမ၏မျှစိတ်သည်ပျောက်ကင်းလိမ့်မည် ထို့အပြင်ဒုကူလာနှင့်ပါဒီကာတို့သည်မျက်စီအလင်းပြန်ရမည်ပီလီယခမင်းကြီးသည်လည်းသူနာသားမ၏ဇကားကိုကြားနာ၍ဘာယာနတိပြည်သို့ပြန်ပြီးကြီးစွာသောအလှူကိုပေးသည်ဖြင့်နတ်ပြည်သို့လာရလေပိမ့်မည် နတ်သမီးကဤကဲ့သို့ဆင်ခြင်မိသည်ဖြင့်မိကတမနာမျက်နှာ၌မထင်မရှားသောကိုဖြင့်ကောင်းကင်တွင်ရက်၍ပီလိယက်ခမင်းကြီးနှင့်စကားဆိုလေသည်နတ်သမီးကမြတ်သောမင်းကြီးမကောင်းသော အမှုကို ပြုလိုက်လေသည်မြားဒဇင်းနှင့်ဖြင့်အပြစ်မဲ့သောအမိအဖာနှင့်သားတို့ကိုတရားရောက်နေလေပြီထို့ကြောင့်မျက်မမြင်အမိအဖာတို့ကိုဟိမဝနာတော်ကြီး၌တရားသဖြင့်အလုအကျွေးပြုကြထို့သို့ပြုလျင်မင်းကြီးသည်လည်း ကောင်းရာသူဂတိလာရလိမ့်မည်ဟုဆိုသည် မင်းကြီးသည်နတ်သမီးဤစကားကိုကြားလျင် သူနာသားမအားတေဘီအမတ်ဖြင့်အထူးထူးသော အစင်အနှံ့ရှိသောပန်းမျိုးစုံတို့ဖြင့် သူနာသားမဤကိုကိုပူဇော်၍ရေသွန်းလောင်းပြီးလျင် အရက်လေးမျက်နာတို့ကိုလက်ရာရေသုံးချိန်လှဲ့လေလျက်ရှ िख ိုးပူဇော်သည် ထို့နောက်ရေအပြည့်ရှိသောတူနာသားမ၏တောက်ရီအိုးကိုယူ၍နှလုံးမသားမယာဖြစ်ခါဒုက္ကူလနှင့်ပါဠိကာတို့ရှိရာအရတိုးရှေ့ရှု၍လာသည်ပိလိယခမင်းကြီးသည်ခွန်အားကြီးသောကြောင့်ဒုက္ကူလနှင့်ပါဠိကာတို့ကြောင်းတင်ကန်းတို့ဝင်ရာတွင်ခြေတံပြင်းလာသည်ထို့ကြောင့်ဒုက္ကူလနှင့်ပါဠိကာတို့သည်ခြေတံကိုကြားသည်နှင့်မိမိတို့၏သာသူနာသားမဟုတ်ကြောင်းချက်ချင်းသိရ၍မိသူဖြစ်သည်နီဟုမေးလေသည် ထိုအခါမင်းကြီးသည်မိမိသည်မိသူမိဝါဖြစ်ကြောင်းဥစွာမပြောဘဲသူနာသားမအားမြားဖြစ်ပြင်းမိသည်အကြောင်းပြောပါကမိဘနှစ်ပါးတို့အားမြားစွာအမျက်ထွက်စေ၍ညှင်းပန်းရာရောက်စေမည် ထို့သောညှင်းဆဲမိပါက မကောင်းမှုထပ်မံဖြစ်ပွားတော်မူကိုစိုးရိမ်သည်ဖြင့်ရေအိုးကို ရေအိုးစင်၌ခြားထားသည် ထို့နောက်ចောင်းတင်ကန်းတကားနိုင်ရက်လျက်မိမိသည် လေးအတက်ကျွမ်းကျင်ပြီးတမင်သားကိုလွန်စွာနှက်သက်၍အလွန်အကျုံစားသည်ပီလီရခမင်းဖြစ်ကြောင်းပြောပြလေသည်ထိုအခါဒုက္ကူလာနှင့်ပါတီကားတို့သည်တတိတို့ချုံမြိန်အရသာရှိပြီးမိကတမနာမြင့်ရည်ဤအလွန်ချမ်းအေးချင်းတို့ကို ဖွဲ့နှွယ်ပြောဆိုကမင်းကြီးအားဧကန်လေးသည် မင်းကြီးသည်သူနာသားမအားမြားဖြစ်ပစ်ခဲမိသည်ကို ပြောဆိုရန်နှုတ်လေးနေသည်ဖြင့်တစ်သီးတို့ကိုမိတို့ရယူခဲ့သည်ကို မေးလေသည်ဒုက္ကူလာနှင့်ပါဠိကားတို့သည်မိမိတို့ဤသားသူနာသားမဆောင်ယူပေးကြောင်းမကြာမီ ပြန်လာတော့မည်ဖြစ်ကြောင်းပြောကြလေသည် ထိုစကားကြားရသောအခါမင်းကြီးသည် မိမိသည် သူနာသားမအားအစိလူးများဖြင့်ပြစ်ခတ်မိ၍သူနာသားမသည်သူ၏အလိမ့်လိမ့်ဖြင့်မိကတမနာမိအနီး၌ကြံရစ်ခဲ့သည်ဟူပြောလေသည် ပါရိကာသည် ထိုစကားကိုကြားလျင်အမျက်ထွက်လေသည် ထိုအခါဒုကူလာသူခမိန်က မင်းကြီးသည်တမင်း၌ဖြစ်သော အမျက်ဒေါသကြောင့်ပြစ်မိခြင်းဖြစ်၍အမျက်မထွက်ရန်အမျက်ထွက်ပါက မကောင်းမှုတို့လာရသည်ဟု ဖြောင်းဖြာဆုံးမာလေသည် မင်းကြီးကမိမိသည် သူနာသားမကိုစားအမိအဖတို့အားအလုံအကျွေးပြူသွားမည်ဖြစ်ကြောင်းနှစ်သိမ့်အားပေးစကားပြောဆိုလေသည် ဒုက္ကူလာနဲ့ပါရိကာတို့ကအရှင်မင်းမြတ်သည်မိမိတို့၏သခင်ဖြစ်သောကြောင့်မိမိတို့အားအလုအကျွေးပြုရန်မသင်ဟုမင်းကြီး၏ဂုံကိုချီကျူးစကားကိုဆိုလေပြီးလျှင်သူနာတာမရှိရာအရက်တို့ပို့ဆောင်ပေးရန်တောင်းပန်ကြလေသည်မင်းကြီးကတော်ကြီးသည်ကြောက်မက်ဖွယ်ကောင်းလာသောကြောင့်ကြောင်းတင်ငန်း၌သာနေရန်တောင်းပန်ပြောဆိုရာမရသဖြင့်ညာတွင်ချင်းပင်အမိအဖနှစ်ဦးတို့၏လက်ကိုဆွဲ၍ပို့ဆောင်ပေးရလေသည် ဒုက္ကူလာနှင့်ပါရီကာတို့အားမိဂသမရာမြင့်အနီးတွင် မိန်မောလဲနေသည်သူနာသားမအနီးသို့အရောက်ပို့ဆောင်ပေးလေသည် ထိုအခါဖခင်ကြီးတော်ဒုက္ကူလာသည်ဥကိုချီမ၍မေတော်ပါလိကာသည်ခြေကိုချီမ၍ပေါင်ကိုတင်ပြီးလျင် ပြင်းထန်စွာငိုကြွေးကြလေသည် ်ထို့သူငိုကြွေးမြည်တမ်းပြီးလျင်သူနာသားမ၏ယင်ကိုစမ်းသက်သည့်အခါသူနာသားမသည် အသက်မသေးသေးဘဲမိန်မောနေခြင်းဖြစ်သည်ကိုသိလျင်အစိတ်ပြဲစေရန်အတွက်တစ္ဆာဆိုကြလေသည်ဥစွာအမိပါရိကာကငါသားသူနာသားမသည်ရှေကဆဲပါသောကုသူကမ္မပဋ္ဌာတရားကိုကျင့်ခဲ့သည် ထိုတစ္ဆာစကားကြောင့်မြားစိတ်ပြောက်စေသည် ငါသားသူနာသားမသည်ရှေကမြတ်သောအကျင့်ကိုကျင့်၏အီမန်သောတစ္ဆာစကားကြောင့်မြားစိတ်ပျောက်စေသည်။ငါဤသားသူနာသားမသည် ရှေအခါကဟုတ်မှန်သောစကားကိုသာဆိုတတ်သည်။အီမန်ကန်သောတစ္ဆာစကားကြောင့်မြားစိတ်ပျောက်စေသည်။ငါဤသားသူနာသားမသည်မိဘတို့ကိုလှုပ်ကြွေးသည်။အီမန်သောတစ္ဆာစကားကြောင့်မြားစိတ်ပျောက်စေသည်။ငါသားသူနာသားမသည်အသက်ကြီးသူများနှင့်မိဘကိုယိုသေးသည် ။ဤမှန်သောတစ္ဆာစကားကြောင့်မြားစိတ်ပြောက်စေသည်။ငါသားသူနာသားမသည်ငါဤအတ္တထက်ချစ်မြတ်နိုးရသောသားဖြစ်သည်။ဤမှန်သောတစ္ဆာစကားကြောင့်မြားစိတ်ပြောက်စေသည်။ငါသည်၎င်း သူနာသားမအဘသည်၎င်း အမှန်မထားပဲပြုခဲ့သောကောင်းမှုရှိသည်ခတ်သိမ်းသောထိုကောင်းမှုများကြောင့်မြားစိတ်ပြောက်စေသည်တည်းသူနာသားမ၏အမိသည်ဤသို့တစ္ဆာပြုလိုက်သည့်အခါသူနာသားမသည်တဖက်သို့ဆောင်း၍ပြန်အိပ်သည်ထိုအခါဖခင်ဒုက္ကူလာသည်ငါသားအသက်ရှိသေးသည်ငါသည်လည်းတစ္ဆာပြုအံ့ဟုပါရိဂါတစ္ဆာပြုခဲ့သည့်ခုနှစ်ချက်ကိုထပ်မံတစ္ဆာပြုလေသည် ထိုအခါသူနာသားမသည် အခြားတစ်ဖက်သို့လှည့်ပြောင်း၍အိပ်ပြန်သည် ထိုသို့အိပ်သောအခါမိခင်ဟောင်းဖြစ်သောဗဟုတုံရီနတ်သမီးသည် တစ္ဆာပြူလေသည် ထိုဗဟုတုံရီနတ်သမီးပြူသောတစ္ဆာသုံးချက်မှာငါသည်ဂန္ဓမာဒဏအမိရှိသောတောင်း၌အမြဲနေပြီးသူနာသားမမှတပါချစ်မြတ်နိုးသူဟု၍မရှိအီမန်သော တစ္ဆာစကားကြောင့်မြားစိတ်ပြောက်စေသည်တည်း ကနမာဒနအမိရှိသော တောင်၌တောတို့သည်နန့်သာအတီရှိကြ၏နန့်သာမဟုတ်သောတစ်ပင်ဟူ၍မရှိဣမန်သောတစ္ဆာစကားကြောင့်မြားစိပြောက်စေသည်တည်းဟူ၍ဖြစ်လေသည်ထိုကဲ့သို့ဘဟုတုံတွင်နတ်သမီးတစ္ဆာပြုပြီးလျင်ဖျားလောင်သူနာသားမသည်လှင်စွာထား၍ ပဒုံမာကြာဘက်မှာရေလျှောကြာတကယ်တို့မြားအစိတ်သည်ပြဲလေသည်မြားမှန်သောအနာသည်လည်းအရာမထင်တော့ပေမဲတော့ခမီးတော်တို့သည်လည်းမျက်စီအလင်းပြန်ရကြပြီးနတ်တို့ဤတကိုးပြေနေအယုံတက်ချိန်တွင် သူနာသားမဒုက္ကူလာ ပါဠိကာနှင့်မင်းကြီးပီလီရခါတို့သည်ကြောင်းတင်ကန်းတို့အလိုလိုပြန်ရောက်နေကြသည် သူနာသားမသည်မင်းကြီးပီလီရခာအားငါးပါးသီလပေးကမင်းကျင်တရားဆယ်ပါးနှင့်အညီကျင့်ကြံရန်တရားဟောကြားလေတော်သည်ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်နောက်နေ့နောက်နေ့တွင်မှလည်းပို့ပြီးတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်ဒါကြောင့်မို့ကျမတို့ရဲ့တင်ကတူသမီး channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်